ီနေ့ဟိုတနေ့အစဲ Excel ထဲမှာပဲတွက်တာလေးကိုပြန်ပြောပြမယ်အဲ့တော့ Excel မှာတွက်တဲ့အခါမှာဟိုနေ့ကသုံးခဲ့တာ formula ကိုသုံးပြီးရောတွက်တာနော်အဲ့တော့ဒီနေ့ function ဤဒီမှာလည်းနည်းနည်းထပ်ထည့်မယ်အဲ့တော့ formula နီးသုံးတဲ့အခါမှာပေါင်းနှုန်းမြောက်စာရေးသုံးလို့ရတယ်အခုအမြောက်ကိုစပြောမယ် active ဆက်အပြည့်လိုချင်တဲ့ကွက်မှာထား equal လို့ရတယ် equal လို့ရိုက်ပြီးသွားရင်မြောက်ချင်တဲ့ဆဲကွက်ရှိတဲ့အကွက်မှာကလေးနှိမ့်ဒါဆိုရင် say quantity ဆိုတော့အရေးအတွက်ရောင်းရတဲ့အရေးအတွက်ရှိရာ ပြီးရင်အမြောက်တင်ကိတာလေးထည့်တယ်။ပြီးရင်ဈေးနှုန်းက900ဆိုတော့980ကွက်ကိုထားတက်ခါလိုက်။အဲ့တော့သူ့ကို formula သူတွက်ထားတဲ့ formula ကိုဒီအပွားဘားထဲမှာကြည့်လို့ရတယ်နော်။ဒါလေးဆိုရင်သူတွက်ထားတဲ့ formula ။ဒါပေမဲ့အခုလို insertion point ရှိနေတဲ့အချိန်မှာတန်မိုးမမြင်အောင်နော်။ enter ခောက်လိုက်မှာအဆက်ဖြစ်တယ်။ပြီးအဲ့အကွက်မှာပဲ click နှိပ်ပြီးတော့အောက်ကို formula copy ဆက်ကူလိုက်မယ်။ဂျန်တဲ့အကွက်တွေပါပါ။တန်မိုးတွေလိုက်ပြီးတော့ကြတော့တွက်တာ formula ကူးလိုက်တာ။ ာက multiply နောက်တနည်း total total ဥတ်တဲ့အခါမှာကိုလိုချင်တဲ့အကွက်မှာ active set ထားပြီးရင် equal sum sum လို့ရိုက်ပြီးသွားရင်ဒီအပွားအကွက်ကနေဖိပြီးတော့အောက်ကို drag in ဆွဲချပြီးတော့ drag တက်နေဒါဆိုရင် clinator မှာသွားပြီเนาะ active set လေးထား delete နိုင်ပြီဖြစ်အဲ့တော့ပထမ sum နီးပေါင်းမယ်ဆိုရင်ဘယ်လိုပေါင်းခဲ့လဲဒီအကွက်တွေမှာပေါင်းတဲ့နမူနာလေးပြန်ပြောမယ် equal လိုချင်တဲ့အကွက် clinic ပြီးရင်အပောင်း ပြီးရင်တော့နောက်ထပ်ဒီအကွက်တစ်ထောင်လေးပေါင်းမယ်အဲ့ဒါဒါရိုးရိုးဆဲကွက်တီကိုကလစ်နှိပ်ပြီးဆဲ address တီကိုကလစ်နှိပ်ပြီးပေါင်းတာအကွက်ကြတော့ function တွေကိုတုံးပြီးပေါင်းမယ်ဒါကြောင့်အဖြစ်လိုချင်တဲ့အကွက်မှာထား equal sum queen စ queen စပြီးရင်ပေါင်းမယ်ဆဲကွက်တီအလဲမှာထား pb out ကိုဒီလို dragging လေးဆွဲချလိုက်ပြီးတော့မှ queen page enter ခါဒါဆိုရင်ဒီ active cell လေးကိုဒီအကွက်မှာထားလိုက်သူတက်ထားတဲ့ formula နေရမယ် ယ်เนาะဒါ function นี้ဖြစ်တဲ့အတွက် equal ရဲ့နောက်မှာကနန်းမလာဘူး sum ဆိုတဲ့စာတာလေးပါတယ်ဒါ sum function သုံးပြီးတော့တွက်ထားတာနောက်တနည်းတွက်တာလေးပြောမယ်ဒီအကွက်မှာပဲပြန်ပြီးဖြတ်လိုက်မယ်နောက်တနည်းကတော့အဖြေလိုချင်တဲ့အကွက်မှာထားပြီးရင်ဒီဘက်က auto sum ကိုသုံးပြီးတော့လည်းတွက်လို့ရတယ် equation auto ကြလာရင် enter ခါဒါ u ကိုတွက်တယ်ပြီးပေါင်းတယ်အဲ့တော့ discount ဘယ်လောက်ပြင်လဲ discount က9000ပြင်မယ် enter အဲ့တော့ after discount discount အပြီးကိုတက်မိုးဘလောက်လဲဆိုရင် total ထဲက discount ကိုလုံးမယ်အဲ့တော့ equal equation formula ဆိုက်ရိုက်မယ် equal total တက်မိုးရှိရဲ့ sale address ကိုကလင်းနေ minus ဒါဆိုရင် subtract ကိုသုံးနေရနော်ပြီးရင်တော့ discount ရှိရဲ့ sale ကွက်ကိုနှိပ်မယ် enter ခေါက်လိုက်အဲ့တော့အခုဆိုရင်သူက subtract သူမှတွက်ထားတဲ့ equation ကို formula ကို formula ဘာမှကြည့်လို့ရတယ် equal ဘယ်တက်မိုးကနေဘယ်တက်မိုးနှုတ်တယ်ဒါဆိုရင်ဒီမှာ equal နဲ့ ီ cell address နဲ့ကြားထဲမှာဘာသာသားမှမဟုတ်ပါဘူးဒါဆိုရိုးရိုးတန်ဖို့နှုတ်ထားတာဒီအပေါ်အကွက်ကိုထူတာအပေါ်အကွက်ဆိုရင် equal နဲ့ဒီ cell address တွေကြားမှာ စာသားတွေပါတယ်ဒါဆိုရင် function ကြီးကိုတောင်းထားတယ် equal sum ဆိုတဲ့ function sum function ကိုတောင်းပြီးတော့ကတ်ထားတယ်အဲ့တော့ဒီဘက်မှာစားတာဥပစုပေါင်းတာလုပ်ပြခဲ့ပြီ စားတာနှုတ်တာလည်းလုပ်ပြခဲ့ပြီမြှောက်တာလည်းပြောခဲ့ပြီ အဲ့ဒီမှာမှာပေါင်းတာကိုဘာလို့ထပ်ဖြစ်ပြောလိုက်လဲဆိုတော့ function ni equal sum ဆိုရယ် sum function ကိုသုံးပြီးတော့တွက်လို့ရတယ် auto sum ကိုသုံးပြီးတော့တွက်လို့ရတာပြောခဲ့တယ်နော်အခု divide စားမယ်စားတဲ့အခါမှာဘာတင်ကြတာလဲဒီလိုမျိုးမြင်းဆောင်တင်ကြတာသုံးမယ်ဒီကွက်မှာစားမယ်အဲ့တော့ equal equal လို့ရိုက်ပြီးရင်ဒါတိကိပြီးရင်အစားဆိုတော့မြင်းဆောင်ဒါနဲ့စားမယ်တထောင်နဲ့စားမယ်တထောင်မှာနဲ့ enter ခါလိုက်ဒါဆိုရင်သူ့ရဲ့အစားကသူကနှစ်ထွက်တယ် ပြီးရင်ဖိဟန်တဲ့ကနေဖိပြီးတော့အောက်ကိုဆွဲချလိုက်အဲ့တော့သူ့မှာကဒီနီးကိုတုံးခြင်းအပြင်တန်ဖိုးက2ရယ်2.5ရယ်တန်ဖိုးလေးထွက်လာတယ်အဲ့တော့စားတာကိုဒီတစ်ခါကျ function မျိုးကိုတုံးပြီးတော့စားမယ် function မျိုးကိုတုံးမယ်ဆိုတော့ရိုက်ထည့်ရမှာ equal function က sum ဆိုရင် sum လို့ရိုက်ထည့်တယ်အခုကျတော့စားတဲ့ function ကကျတော့ q u o t i e n t quotient ခွင်းစား ပြီးရင် TK TK ရ2000ကိုတည်မယ်ပြီးရင်အစားကိုမတုံးတော့ဘူးအစားသင်္ကေတကိုမထည့်ဘဲနဲ့ဒီထဲမှာကြာဒီအောက်မှာလည်းပြောထားရယ်နော်ဒီအောက်မှာကွန်မာလေးကုတ်ထားရယ်အဲ့တော့ကွန်မာလေးခန့်ပြရမယ်အဲ့တော့ကိုရှင်ပြီးသွားရင်နဲ့တော့ပါဆိုနံပါတ် TK နံပါတ်လာမယ်ပြီးရင်ကွန်မာပြီးရင်တော့စားကိန်းနံပါတ်လာမယ်ပြီးရင် Green Bay ပြီးရင် Enter ခေါက်လာဒါဆိုတူလဲတူလားတူတူပဲ ဒါပေမဲ့ဒီဘက်နဲ့ဒီဘက်ဘာกว่าလဲဒီဘက်ကကလစ်နဲ့ဒီမှာတုံးထားရသည် equal quotient ကျဲစားလေးပါတဲ့အတွက်သူဒီ function new ကိုတုံးထားတယ် quotient ကျဲ function စားတဲ့ function ကိုတုံးထားတယ်ဒီဘက်အကွက်ကိုနှိပ်လိုက်ဒါဒီပါလဲ die ဘာကိုတီးပြီးတော့ဘာနဲ့စားမယ်လို့ပြောထားတာเนาะအဲ့တော့ဒီဘက်ကအကွက်တွေကို formula copy ကူးကြည့်ကြမယ်အဲ့တော့ formula copy ကြည့်တဲ့အခါမှာဒီမှာတန်ဖိုးတွေကဒါဆိုရင်ကြည့်ဒသမထွက်တဲ့ဟာလို့မျိုးじゃနောက်ကဒသမအတူမရှိပြီးတော့เนาะ2.5 ပွားရင်တော့ဟာကိုမယူဘူးရှိရဟာလေးတွေကိုပဲယူပေးသွားတယ်။စားလေးစမ်းကြည့်ပါဦးအဆင်ပြေပါပါ။